Facebook ပေါ်မှာကျွန်တော်တို့ကတခြားသူတွေ Facebook page တွေကို follow လုပ်ထားတယ်ဆိုတာကိုကျွန်တော်တို့နဲ့ friend ရှိနေတဲ့ငယ်ချင်းတွေကကျွန်တော်တို့ follow လုပ်ထားတယ်ဆိုတာကိုသူတို့ရဲ့ Facebook news feed ထဲမှာတွေ့မြင်ရမှာဖြစ်ပါတယ်။အဲ့လိုမျိုးကျွန်တော်တို့တခြားသူတွေရဲ့ Facebook page တွေကို follow လုပ်တဲ့အခါမှာဘယ်သူမှမတွေ့အောင်မမြင်အောင်ပိတ်ထားလို့ရတဲ့အကြောင်းအရာလေးတခုကိုဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။ ဆိုတော့ဗီဒီယိုကိုစားလိုက်ကြရအောင်ပါအရင်ဥဆုံးအနေနဲ့ Facebook ထည့်ကိုဝင်ပေးပါ setting ထည့်ကိုဝင်ပေးပါ followers and public content ဆိုတဲ့နေရာတွေကိုတစ်ချက်လောက်ဝင်ပေးပါ who can see the people page and list you follow ဆိုတဲ့နေရာကိုတခြားလောက်ဝင်ပေးပါဒီနေရာမှာ only mean ကို select ပေးပြီးရင် ကျွန်တော်တို့ save လိုက်ပါအဲ့လိုမျိုး only mean ထားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တခြားသူတွေ Facebook page တွေကိုကျွန်တော်တို့ follow လုပ်ထားတဲ့အခါမှာကျွန်တော်တို့နဲ့ friend ရှိနေတဲ့တငယ်ချင်းတွေကကျွန်တော်တို့ follow လုပ်ထားတယ်ဆိုတာကိုသူတို့မတွေးနိုင်တော့ဘူးဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်တို့ only mean ထားပြီးကျွန်တော်တို့ follow လုပ်ထားတယ်ဆိုတာကိုဘယ်သူမှမတွေးအောင် ပိတ်ထားလို့ရတဲ့နင်းလန်းလေးတစ်ခုဖြစ်ပါတယ်။ကဲနောက်ဗီဒီယိုမှာဆုံကြရအောင်ပါ။